မင်္ဂလာပါဗျအလိုင်းလေးကောင်းလုံးပေါ့နော်လေကျော်လေးမရှိပဲနဲ့ကြော်ညာလေးဝင်မလို့ပေါ့နော်ဒီနေ့2025မှာကျွန်တော်အချိန်ကြိုက်ကနန်းနေထုတ်မရောင်းခဲ့ဘူးပေါ့နော်ဒါ27ချိန်ရောက်ပြီ27ချိန်ဆိုတော့22ချိန်23ချိန်24ချိန်ဒီ4ချိန်တွဲမှာကျွန်တော်ကနန်းတစ်ခွက်ထုတ်ရောင်းမယ်နော်ဒီ4ချိန်ကျုံးဝင်တယ်ပေါ့နော်ဒီ27ချိန်လို့မဆိုလို့ဘူး ထွက်သွားရင်တော့သူဘိုင်းပေါ့နော်ဒီ၄ချိန်ကိုကျွန်တော်ကနေတက်ကထုတ်ရောင်းမယ်တန်ဖိုး9000ကျက်လို့သတ်မှတ်ထားတယ်ပေါ့နော်ဒီချိန်မှအာဒါလိုင်းကောင်းလုံးလေးပေါ့နော်တန်ဖိုး9000ကျက်သတ်မှတ်ထားတယ်အာဟိုဟာပေါ့ခွန်9နှစ်833956ကေပေးကိုလွဲပြီးတော့ငွေလွဲဖြတ်ပိုင်းကို16ချောရိုက်ပြီးတော့ဘိုင်ဘာကိုပို့လိုက်ပေါ့နော်ဘိုင်ဘာကိုပို့ထားလိုက်တာနဲ့ကျွန်တော်က ဒီနော်တမတ်တလူကြီးပြည်တာနဲ့ကျွန်တော်တခါတည်း site ပို့ပြီးမှာပါနော် bio file 9ဖိုင်ပေါ့နော်တရားပေါက်ပေါက်ဝတ်မယ်လို့တော့အာမမခံဘူးဒါပေမဲ့ဝယ်ရခြင်းနဲ့ပေါ့နော်ဝယ်ရခြင်းနဲ့ဆိုတာကအဲခုမှတတိစလေးလာတဲ့ဝါသနာရှင်တွေရောပေါ့နော်ငွေကြေးကိုလုံးဝဒီငွေ9000နဲ့ဘာမှမဖြစ်ဘူးပေါ့နော်အဲ့လိုပုံကိုယ်တွေဟိုတက်နိုင်တဲ့ပုံကိုယ်တွေပေါ့နော်ဝယ်ရခြင်းနဲ့ဝါသနာရှင်တွေပေါ့နော်ဝါသနာရှင်တွေဝယ်ရခြင်းနဲ့လုံးဝရရမရရမယ်ဆိုတာ site ကအောင်မမယ်လို့အာမခံတာမဟုတ်ဘူး ကျွန်တော်ရဲ့တွေးခေါ်ယူဆတွေကိုစိုက်ကြည့်လိုက်တာနဲ့အဲ့မှာနေဦးပဲရရင်ပေါ့နော်နေဦးပဲရရင်ပါပေါ့နော်တန်ကြီးတို့တန်ကြီးကတော့9000နဲ့ကျွန်တော်ဒါ၄ချိန်သာဆိုတော့လုံးဝကိုလက်ဆောင်နီးပါကျွန်တော်ဒါစိုက်လေးကိုလည်းအဟိုပါပေါ့ဗျာမန်တော့ရားတည်ခြင်းလို့ပေါ့နော်ရားတည်ခြင်းလို့ဆိုယူဆယူဆပိုင်းဆန်ရာတွေကိုဒီလိုယူဆရတယ်ပေါ့အဲ့လိုလေးရားတည်ခြင်းလို့ပေါ့များတော့ဖြင့်ထုတ်ရောက်ပြီဆိုကြတဲ့ကတော့စနစ်တစ်ခုကိုဒါကျွန်တော်တော်တော်လေးညှက်တက်လို့ပေါ့နော် လက်သက်လို့ဒီ20ဒီနှစ်ထဲမှာလုံးဝတာခုမှစပြီးတော့ဒီနှစ်တစ်နှစ်လုံးရဲ့ခုမှတာစရဲ့ပြီးတော့ထုတ်ရောင်းတာပေါ့နော်ဒီလေးချိန်မှာတန်ကြီးတန်ဖို့အနေနဲ့9000တက်မှတ်တယ်အဲခွန်ကုတ်နှစ်ရှင်သုံး9000ကျော် KP ကိုလွှဲလွှဲပြီးတော့ねဒီဖုန်း Viber ကိုငွေလွှဲဖြတ်ပိုင်းလေးပို့ထားပေါ့နော်ပို့ထားရတဲ့အခါကျွန်တော်ကန့်တဲ့တက်မှတ်တဲ့လူဦးရေပြည့်ရတယ်ကျွန်တော်ပို့ပေးတယ်ပေါ့နော် site view file 9ဘိုင်ပို့ပေးမှာပေါ့နော် site တစ် site တည်းကို view file 9ဘိုင်ရိုက်ရတယ်ကြွတွက်ကြည့်လိုက်ပေါ့နော်အဲ့ဒါမှလည်းဇစ်မြစ်ကိုတိပါလေအဖြစ်နိုင်မဖြစ်နိုင် site ကြည့်လိုက်တာနဲ့ တမတန်ဖို့နော်တခါတည်းတန်သေးရမယ်ပေါ့နော်အောင်တာမအောင်တာကတော့ကံပေါ့နော်နောက်ရှင်းနောက်ပိတ်ကလေးဆုံးတဲ့ဂုံနဲ့မှာတော့ခါထိုင်တယ်ပြခါထိုင်တယ်ဒါသွားလာနည်းနည်းပြီဆိုတော့ဒီဟာကိုကြည့်လိုက်တော့နော်သုံးခုနဲ့ကနောက်ထိုင်ကလေးခုနဲ့မှာခါထိုင်ပြီဆိုရင်အဲ့ဒီရှစ်ကဒီလေးခု6ခုနဲ့ကြာရင်လေးထိတ်မှုနေ့ဦးကလေးထိတ်မှု1 2 3လေးချိန်မှာအဲ့ဒီရှစ်ဒီနောက်ထိုင်ခါဝင်ခဲ့တဲ့ရှစ်ဒီနေ့ဦးကထိတ်သီးလေးမှု အဲလမ်းရတယ်နော်ပြလို့အဆင်ပြေပါမလားမသိဘူးနော်အဲ့မှာသုံးခုနှစ်ကနောက်ပိတ်ကလေးခုနှစ်မှာခါဝင်တယ်အဲ့ဒီရှစ်ကငါးခုနှစ်ချောက်ခုနှစ်ကျထိတ်လာဘဲချိန်မှာတော့နှစ်ဦးကလေးထိတ်မှုလေးချိန်မှာလာလာခဲ့ရင်အဲ့ဒီရှစ်ထိတ်နဲ့ရှစ်သုံးလေးဒီပြန်ကြတာဒီယူဆာမျိုးတွေဆိုယူဆာခဲ့တယ်ပေါ့နော်ကျွန်တော်များသောဖြင့်ဒါထုတ်ရောက်မိဆိုကြတဲ့ကဒီလိုဒီလိုပေါ့နော်ဒီလိုယူဆာမျိုးပေါ့နော်ဒီလိုယူဆာမျိုးကနေလာတဲ့စနစ်မျိုးကျွန်တော် ထုတ်ရောင်းတာပေါ့နော်ရရခြင်းနဲ့စိုက်ရဲ့အသွားလာတွေကိုလည်းဘ ഹു ဒုဒအနေနဲ့လည်းရရခြင်းနဲ့ပေါ့နော်၃ခုနဲ့ကတင်နောက်ပိတ်က၄ခုနဲ့မှခါထိုင်နေနောက်ပိတ်ကခါထိုင်ပြီးတော့ထိတ်သီးလာမယ်၆ခုနဲ့ကြာဘယ်ချိန်မှလဲဆိုနှစ်ဦးခွန်ထိတ်မှခုနှစ်ချိန်မှအဲ့ဒီတိတ်ကထိတ်လာပြီးနောက်ပိတ်ခါထိတ်လာတဲ့ချိန်ရံလည်းခွန်ထိတ်မှခုနှစ်ချိန်မှလာရင်အဲ့ကနေပြန်ကြာတာဒီလိုလက်သေးကျိုးတို့ရိုက်တဲ့စနစ်မျိုးတွေပေါ့နော်ဒီမှာ၃ခုနဲ့က၆နောက်ပိတ်ကဒီမှာ၆ခါထိုင်ပြီးနော်၆ခါထိုင်ပြီး 6ခုနဲ့ကြာအဲ့6ကထိတ်လာပါဘယ်ချိန်မှလာမှာလို့ဆိုနှုံးနေဦးက3ထိတ်မှု3ချိန်3ချိန်မှမလာဘူး73ချိန်မှအဲ့6ကထိတ်လာအဲ့ကြာအဲ့ကနေပြန်ကြတာဒီမှာ၄ကမြောက်နေနဲ့3ဆုံးနဲ့ခုနဲ့က9နောက်ပိတ်က9ခါဝင်တယ်6ခုနဲ့ကြာအဲ့9ထိတ်လာဘယ်ချိန်မှလာမှာလို့ဆိုနှစ်ဦးခွန်ထိတ်မှု9ချိန်မှအဲ့9ကထိတ်လာပြီအဲ့9ထိတ်လာတဲ့ကနန်964ရဲ့ပြန်ကြတာဒီ၄ကအယူဆမျိုးပေါ့နော်အဲ့ဒီ၈ကပဲလုပ်ငန်းလုပ်တော့အဲ့ဒီ၈ကဒီ၈ပါဝါ အဲ့ဒီအဲ့ဒီရှစ်ကပါနော်ဒီ6ဆုံးတဲ့ကုနစ်ကနေဒီ7ဆုံးတဲ့ကုနစ်ကိုဒီရှစ်ကရှစ်ပါဝါ3ခါနဲ့ကနေပြန်ကြတာပေါ့ဗျာနော်7ဆုံးတဲ့ကုနစ်မှာရှစ်ပါဝါ3 3ခါနဲ့ကနေပြန်ကြတာနော်ခွန်သုံးချောပြန်ကြတာဒီမှာကျတော့1ပေါ့နော်ဒီ1ကဒီ1ပါဝါ6ခါနဲ့ကနေပြန်ကြတာပေါ့နော်အသွားလာတွေကဒီလိုသွားတာဒီ6ကအဲ့တော့6ပါဝါဒီမှာ1ခါနဲ့ကနေ4 1ခုပြန်ကြတာပေါ့နော်ပြန်ကြတာဒီ9ကကျ9ပါဝါ3ည3ည ခါးနဲ့ကနေခွန်သုံးညသုံးတော့ကျွန်တော်တို့ဒီမှာပြန်ကြကနေနေအောင်ခဲ့တဲ့အသွားလာအဲ့ဒီလိုလာဒီငါးဆွန်းတဲ့ကုနစ်ထဲမှာလေလုံငတ်လောက်သွားပြီဒီရှစ်ကသူကဒီမှာဒီငါးဆွန်းတဲ့ကုနစ်မှာရှေပေါင်းရှစ်နောက်ပေါင်းရှစ်ဆိုပြီးလုံငတ်လောက်သွားပြီဝင်ရတဲ့ကလေးဒီတက်ကလည်းဒီငါးဆွန်းတဲ့ကုနစ်မှာရှေပေါင်းတင်နောက်ပေါင်းတက်ဆိုပြီးတော့ဒီမှာလုံငတ်လောက်သွားပြီမူရင်တဲ့ကလေးဒီ6ကလည်းပဲ ဒီ9ဆုံးတဲ့ကုနဲ့မှာရှေးပေါင်း6နောက်ပေါင်း6လို့လုတ်သွားပြီမူရွတ်တယ်ကလေးဒီ9ကလည်းပဲဒီ9ဆုံးတဲ့ကုနဲ့မှာရှေးပေါင်းကနောက်ပေါင်းကဆိုပြီးကျွန်တော်တို့အခွန်6ခွန်နဲ့1 4 1ကိုမဲနေတာအဲ့မှာ6 9 6ဆိုပြီးရှေး9နောက်ကလုံကလုတ်သွားပြီအဲ့ဒီမှာဒါကအဲ့ site ထဲကတေးမွားသောယူဆလေးတွေနော်လုံလုံကလုတ်သွားတဲ့အကြောင်းကိုပြောပြတာတေးမွားသောယူဆလေးလုံကလုတ်သွားတာအဲ့ဒီမှာဒီ၄ဆုံးတဲ့ကုနဲ့ရနှစ်ပိတ်ကဏ္ဍကို ထွိုင်း၁၀ခွနဲ့ပေါင်ဥပမာကျွန်တော်ဒီမှာ၈ထွိုင်းနဲ့ပေါင်းလိုက်မယ်၈ထွိုင်းနဲ့ပေါင်းလိုက်ရင်၈ဖြစ်တယ်၄ဖြစ်တယ်ခွန်ဖြစ်တယ်၈၄ခွန်ဒီမှာတွေ့တယ်တခါဒီ၄ဆုံးနဲ့ခုနဲ့ကနှစ်ပိတ်ကနန်းကို၂ထွိုင်းနဲ့ပေါင်းထွိုင်း၁၀ခွထဲမှာပါဝင်ဖြစ်တော့၂ထွိုင်းနဲ့ပေါင်းရင်၃ညခွန်၃ညဒီမှာတဲထွက်တယ်ဒီ၄ဆုံးနဲ့ခုနဲ့ကခွန်၃ည၄ကိုဥပမာ၃ညထွိုင်းနဲ့ပေါင်းရင်လည်းခွန်၃ည၄တဲထွက်တယ်သို့မဟုတ်၄ထွိုင်းနဲ့ပေါင်းရင်၁၄ရှိဒီမှာတဲထွက်တယ်ဒီမှာလည်းပဲနှစ်ပိတ်ကနန်းကို၄ထွိုင်းနဲ့ပေါင်းရင်ဥပမာ ဘာထိုင်နဲ့ပဲပေါင်းပေါင်းပါနော်ထိုင်ဆယ်ကိုမျိုးရှိတယ်အဲ့ဒါနဲ့6ထိုင်နဲ့ပေါင်းလိုက်8 6 5ဆိုတော့ကနေဒီမှာလုပ်ငန်းလုပ်သွားပြီဒါဒီ site ထဲအသေးမောသောအယူဆလေးတွေပေါ့နော်အဲ့ဒီမှာအခုကျွန်တော်ဒီကြက်လက်ကြံ၄ချိန်မှာ22ချိန်22ချိန်23ချိန်24ချိန်ဒီ၄ချိန်မှာဘယ်ချိန်မှာကစားမယ်မသိတော့ကနန်းတကော့အယူဆကိုကျွန်တော်ကတန်ကြီး9000တက်မှတ်ထားတယ်ဒါမြစ်တာလက်ဆောင်နေလည်းဥထည့်ပေးထားတယ်ပေါ့နော်အဲ့မှာခွန်ကုန်းနေ633 986 KB ကိုလွှဲ KB ဒီဖုန်းနံပါတ် KB ကိုလွှဲပေးလိုက်တာနဲ့ ငွေလက်စလစ်ကိုဒီဖုန်းပိုင်ပါကိုပို့လိုက်တာ ਨੇ ကျွန်တော်ကအသက်မဲ့လူဦးရေပြည်တာ ਨੇ ဗီယိုဖိုင်၅ဘိုင်ကိုဒီ site နဲ့ပတ်သက်ပြီးဗီယိုဖိုင်၅ဘိုင်ဟိုပို့ပေးမှာပေါ့နော်တန်ကြီးတက်မဲ့ငါတန်ကြီးငါလုံးတက်မဲ့ထားတယ်ကျွန်တော်ဖွဲဝင်တဲ့မွန်ဝင်နဲ့ပေါ့နော်ကျွန်တော်ဖွဲဝင်တဲ့မွန်ဝင်နဲ့ပေါ့လုံးဝဒါဖွဲမွန်ရသေးတဲ့ဝါနာရှင်နေပေါ့နော်အဲ့ဒါဒီကျွန်တော်ပြောသလိုဒေချာပါမလို့တော့အမခံတာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ရရရမယ်ဆိုတာကဒီ site ရဲ့ကျွန်တော်ရဲ့ကျွန်တော်ရဲ့ယူဆတွေ အာဒီ site ကယူဆတွေများတော့ဖြင့်ယူဟိုပါပေါ့နော်မှတ်သားမဲ့ဟိုပါတွေပေါ့အဲ့ဒီအများကြီးဒီ site ကနေဒီ9လုံးနဲ့မကတော့တန်ကြီးရှိတယ်မရှိဘူးပေါ့နော် site ကြီးလိုက်တာနဲ့တန်နဲ့မတန်ဘူးဝေဝဲလို့ရတယ်ပေါ့နော်ကျွန်တော်ရောင်းစားပြီးဆက်ကြည့်ရပေါ့နော်အဲဒါကြောင့်မို့စိတ်ဝင်စားတဲ့ပုံကိုယ်လေးပေါ့နော်တက်နိုင်တဲ့ပုံကိုယ်ရယူသေးခြင်းလည်းပေါ့ဗျာနော်အဲ့မှာ အဲ့ဒီမှာခုနကကျွန်တော်ပြောကြလို့ရှေပေါင်းကနောက်ပေါင်းကလည်းထွက်သွားပြီเนาะဒီနေ့ထဲမှာသူလို့သူ့ရေလို့ဆောင်ကြတယ်အများကြီးပေါ့เนาะအဲ့မှာနှစ်ပိတ်ကနန်းကိုထွိုင်းနေပေါင်းတဲ့ကနန်းလည်းထွက်သွားပြီเนาะ